မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကို တင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ထွေအုံရုံးမှာရှိနေတဲ့အချမ်းဘတ်စစ်တပ်ရဲ့ရဲများကိုလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တမလာ၁၀ရက်နေ့ည၁၀နာရီ၁၀မိနစ်ခန့်မှာမြောက်ကလာပန်းမြို့နယ်ထွေးဦးရုံးမှာရောက်ရှိနေတဲ့စစ်သားနဲ့ရဲ၁၂ဦးကိုတော်လိုင်းရဲဘော်များကစီရေးပြင်မှတ်အဖြစ်နဲ့လက်လုံမိုင်း၂လုံး၊လက်ပြေပုံ၂လုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သား၂ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချမ်းမစစ်တပ်ကကြောက်လန့်ပြီးတော့မိကိုဖျက်ချခြင်းရန်တပ်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့လွတ်မြောက်ရာဒေသကိုပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ပြောပါတယ်။ စက်တဘာလ10ရက်နေ့ညကမြောက်ကလာပန်းမြို့နယ်ထွေဦးရုံးသားမှာရှိနေတဲ့စစ်ခွေးနဲ့ရဲခွေးဆက်နှကောင်ကိုစစ်ရေးပြင်မဲ့အဖြစ်လက်လုံးနှလုံးနနသီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါကျွန်တော်တို့တိုက်ခိုက်မှုမှာစစ်ခွေးနှကောင်ကတော့အပြင်းထန်ဒဏ်ရာရသွားတယ်စစ်ခွေးတွေကြောက်အားလန့်အားနဲ့မိတွေဖြတ်ချပြီးတော့ရန်တမ်းပစ်တာတွေလုပ်ခဲ့ပေမဲ့ကျွန်တော်တို့ရဲဘော်တွေဘေးကင်းလုံခြုံစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးလွတ်မြောက်ရာဒေသကိုရောက်ရှိနေပြီဖြစ်ပါတယ်လို့မျိုးပြကြွတ်ကွန်ရက်ကတာဝန်ရှိသူကပြောဆိုထားပါတယ် အကြမ်းဖက်စစ်တပ်ရဲ့အာဏာတည်မြဲရေးပြည်သူများကို၎င်းတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများရဲ့ထောက်ခံအားပေးသူကြံရပါများဖြစ်စေရန်ရည်ရွယ်လှုံ့ဆော်တဲ့ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြရန်ပြင်းပြင်းထန်ထန်ထပ်မံပြီးတော့သတိပေးလိုပါတယ်လို့မြို့ပြကျွတ်ကွန်ရက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုမြို့ပြကျွတ်နဲ့မြောက်ကလာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးတွဲလှုံ့ဆော်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်ထမင်းမဆရွာမှာရှိတဲ့တပ်စခန်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးတော့စစ်ကြောင်းတစ်ခုလုံးပြန်လည်ဆုတ်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ9ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကထမင်းမဆရွာမှာရှိတဲ့တပ်စခန်းကိုပြန်လည်ရရှိရန်စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်ကရဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA KNDO ဦးဆောင်မှုအောက်မှာရှိတဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က15ဦးထက်မနည်းထိခိုက်သေးဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာစက်တဘာလ10ရက်နေ့မှာစစ်ကြောင်းတစ်ခုလုံးနောက်ပြန်ဆုတ်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့ထမင်းမဆားရွာမှာရှိတဲ့တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကစက်တဘာလ10ရက်နေ့မနည်း9နာရီလောက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို KNLA ကရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မတော်ဟာလေလက်အောက်ခံ KNDO တရင်ခွန်တပ် ဖွဲ့နဲ့တပ်ဖွဲ့က KNL အထူးတပ်ဖွဲ့ဘလော့ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဒေါ်လာရေးပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ထမင်းမစားကြီးရွာတပ်စခန်းမှာစစ်ခွေးတပ်ဘက်ကခလာရ280တပ်ရင်အမတ်309တပ်ရင်အမတ်ဆက်နဲ့တပ်မတော်လေးကျင်ရေးတင်တန်းကြောင်းတပ်ဖွဲ့ဝင်များအပါအဝင်စုစုပေါင်းအယောက်40ကျော်တပ်ဆွဲထားတဲ့တပ်စခန်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကလေးမြို့နယ်နန်းဆောင်ပူရွာတက်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးအလောင်း၄လောင်းနဲ့အတူလက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိကာစစ်တုံးပိုင်း9ဦးကိုဖမ်းမိပြီးတော့အဲ့ဒီထဲမှာအိန္ဒိယနိုင်ငံသားကသဲတဘုံတွေလည်းပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၂ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကကလေးမြို့နယ်နန်းဆောင်ပူရွာတက်ကိုထိုးစစ်ဆင်လာပြီးတော့အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာ စစ်တုံးပန်း9ဦးကိုဖမ်းဆီးရမိပြီးအလောင်း၄လောင်းနဲ့လက်နက်၅လက်ကိုသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းမှာဂါဂါဆကလေးလက်အောက်ခံတတကတဆယ်ကဘုံမူးရင်းမျိုးမင်းနဲ့ဘိုကြီးပြည့်ဖြူအောင် ဘိုးကြီးနိုင်ဝင်းစိုးတို့ဦးစီးပြီးတော့ခမရ361ခမရ36နဲ့ခမရ363စတရ6ခလရ80ခွန်ခလရ2နဲ့ကို SNA အိန္ဒိယနိုင်ငံသားများဖြစ်ကြတဲ့ကတဲ ULFA နဲ့နာဂ NSAC တပုံတပ်ဖွဲ့အင်အား130ခန်းနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗျာ ဖန်စီရရှိတဲ့စစ်တုံးမန်းနေထဲမှာအိန္ဒိယနိုင်ငံသားကသဲတပုံများလဲပါဝင်နေတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ထံကနေပြီးတော့ MA1 3လက် MA3 တလက် MA11 တလက် 7.62G 298တောင်း 5.56G 89တောင်း RPG ဘုံးဒီတလုံး RPG ပို့ရန်3ခုနေမိုင်း12ခုမိုင်းရှင်းဆက်တစ်ခုကြီပေါက်မျိုးစုံ16ခုနဲ့မွေးရဆေးဝအမျိုးအစား3မျိုးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကကလေးခရိုင်အတွင်းအိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ကတဲ ULFA နဲ့နာဂ NSAC သဘုံတပ်ဖွဲ့များကိုအခုနှစ်ဩဂတ်လကစတင်ပြီးတော့အသုံးပြုခဲ့ခြင်းဖြစ်ပြီး အဲ့ဒီအဖွဲ့များဟာဩဂတ်စ်လအတွင်းချင်းပြည်မြေကြောင်းအတိုင်းခန်းနေခရိုင်အတွင်းကနေပြီးတော့စုံစင်းလာတဲ့သင်းမော်တွေနဲ့လိုက်ပါလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်ကဩဂတ်စ်လ6ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီးဩဂတ်စ်လ15ရက်နေ့မှာလည်းစစ်တပ်ကစစ်တုံးပန်းတအူးအလောင်း3လောင်းနဲ့လက်နက်မျိုးစုံ10လက်ကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့အနီးညောင်မင်ကုန်းရက်ွက်အနီးတစ်ဝိုက်တိုက်ပွဲတွေမှာစစ်သားအများအပြားတေဆုံးပြီးတော့စစ်တုံးဗန်းများကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ10ရက်နေ့ကဖားကံမြို့အနီးညောင်မင်ကုန်းရက်ွက်အနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကြောင်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ မနေ့ကမနေ့ပိုင်းနဲ့ညပိုင်းနေမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအထိနာကအများအပြားတေဆုံးခဲ့ပြီးတော့စစ်တုံးမှန်းများကိုလည်းလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။မနေ့တုန်းကတိုက်ပွဲမှာဆိုရင်တနေ့လုံးတညလုံးကိုခြားကြတာစစ်ခွေးတွေဘက်ကအထိကအကြဆုံးအများကြီးရှိတယ်။အဲ့ဒီညောင်မင်ကုန်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကထိကတေဆုံးတာတွေများတယ်။အရှင်ဖမ်းမိတာတွေလည်းရှိတယ်။စစ်ခွေးတွေရဲ့တနက်တွေတိမ့်ဆီးရရှိတာရှိပါတယ်။ဖားကန်မျိုးအနီးကညောင်မင်ကုန်းမှာတိုက်ပွဲတွေနေတိုင်းလိုလိုတောက်လျှောက်ဖြစ်နေတာ။ ဒီ3လကျော်အတွင်းမှာစေကောင်စီဘက်ကထီတာတွေသေးတာတွေရာချီပြီးတော့ကိုရှိနေပြီတော်တော်ကိုဒီကောင်တွေဘက်ကအထိနာနေတယ်အထိနာနေပြီမဲ့စစ်တပ်က KIA နဲ့ KPD ကတင်ထားတဲ့နေရာတွေကိုပြန်သိမ်းဖို့စ조사နေတုံးမှာပဲသူတို့ထိုးစစ်ဆင်လာတိုင်းမှာလဲသူတို့ဘက်မှာအထိကအကြဆုံးတွေအများကြီးရှိနေတယ်လို့ KIA စီရင်သတင်းရင်းမြစ်ကပြောပြထားပါဗျအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းများကိုဦးစီးနေသူများဟာတမကုံတတ်မှုဘုံမှုချုပ်ကောင်းမင်းထွန်းနဲ့မိုးကောင်းမျိုးအခြေဆိုင်တမဟာ၃တတ်မှု ဗိုလ်မှူးချုပ်ဇော်လင်းတို့ဖြစ်ပြီးတော့၃လကျော်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ခတ်တိုက်ခိုက်မှု15ကြိမ်ထဲမှနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒအကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်တပ်ဖြတ်မှုများကြောင်းပြည်သူ85ဦးထဲမှနေတေဆုံးထားပြီးတော့နေရ90ကျော်ဒဏ်ရာရရှိထားတယ်လို့သိရပါဗါဒအပြင်လက်တလောတိုက်ပွဲများကြောင်းဖားကန်းမြို့ အနောက်ချမ်းမှာရှိတဲ့ဂျေးရွာ73ရွာက ပြည်သူ1000ကျော်ဟာလဲဆေးပင်းရှောင်နေကြရပြီးတော့အရေးပေါ်စားဝတ်နေရေးများအခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ဖားကဲအနောက်ချမ်းကရွာ73ရွာလောက်ကပြည်သူတွေဆေးပင်းရှောင်နေရပါတယ်။ဆေးပင်းရှောင်နေရတဲ့ပြည်သူတွေမှာစားဝတ်နေရေးအကူအညီတွေအများကြီးလိုအပ်နေပါတယ်။ဖားကဲဆေးပင်းရှောင်နေကိုတက်နိုင်သလောက်ကူညီပေးကြဖို့တိုက်တွန်းချင်ပါတယ်။စစ်ကြောင်းတွေကတောက်လျှောက်စစ်ကြောင်းထိုးနေတော့ တိုက်ပွဲတွေလည်းဆက်ဖြစ်ဖို့အလားအလာကများတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အချက်ဘတ်စစ်ခွေးတက်ကဖားကတ်မြို့နယ်ကိုမေလာနှောင်းပိုင်းကစတင်ပြီးတော့စစ်ကြောင်းများခွဲကထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမရိယာမြို့နယ်ရှားစေးချက်၄ရွာကိုအကြံဘတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တင်ဘာလ17ရက်နေ့မနေ့အစောပိုင်းတနာရီ46မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မရီယာမြို့နယ်အရှိချမ်းမှာရှိတဲ့ရှားစေးချက်၄ရွာကိုလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်း ခြေရွာနေပြည်သူအသက်63နှစ်အရွယ်ဦးစိုးအသက်59နှစ်အရွယ်ဦးကြည်ဝင်းအသက်55နှစ်အရွယ်ဒေါ်အင်းအသက်24နှစ်အရွယ်မတ်သဲစုမွန်နဲ့အသက်29နှစ်အရွယ်ပြည်ဖြိုးအောင်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်တယ်လို့သိရပါဗျာမရီယာမြို့နယ်အရှိချမ်း ရှားစေးချက်လေးရွာကိုစစ်ခွေးတွေကဒီကနေ့မနေ့အစောပိုင်းမှာလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားပါတယ်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်နောက်ပြီးတော့စစ်ခွေးတွေဘုံကျဲတိုက်ခိုက်မှုအတွင်းမှာနွားခွန်းကောင်ဝတ်တကောင်နဲ့ကြောင်တကောင်လည်းတေဆုံးသွားပါတယ်လို့ Voice of Mandalay ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲစက်တင်ဘာလ10ရက်နေ့ကလည်းမတရားမြို့နယ်စိတ်သာရွာကိုအကြမ်းဖက်ဆက်တက်က Jet Fighter နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အခုညီတောင်းကျန်တာလေးကတော့နေ့စဉ်နဲ့အများ update ဖြစ်နေတဲ့သတင်းများကိုအဆင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေ့စဉ်နဲ့အများ အဆင့်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့နယ်ပူချုံမြို့တို့မှာတရားမဝင်မြန်မာနိုင်ငံသားတရားကြောဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ17ရက်နေ့မနက်ပိုင်းမှာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ စီတပတ် KI လူနေအိမ်ရက်ွက်ကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးနဲ့ရဲများကဝင်ရောက်ဖမ်းဆီးခဲ့ရာတရားမဝင်နိုင်ငံသားစုစုပေါင်း125ရောက်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီထဲမှာမြန်မာနိုင်ငံသား69ဦး၊အိန္ဒိယ25ဦး၊ပါကစ္စတန်14ဦး အင်ဒိုနီးရှားဆက်နက်ဦးနဲ့ဘင်္ဂလားဒေ့ရှ်၅ဦးတို့ပါဝင်တယ်လို့သိရပါဗျ။ဒီမင်းကမိသွားတာကတိုင်လို့ဝင်ဖမ်းတာပါ။ဖမ်းမိသွားတဲ့သူတွေကတရားဝင်အထောက်အထားမရှိတဲ့သူတွေကြီးပဲ။မလေးရှားမှာအော်ပရာစီကအရန်များလာတယ်။အနေထိုင်မတက်လို့တိုင်ခံရပြီးတော့ဖမ်းခံရတော့ကိုရီးနိုင်ငံသားတွေပဲနင့်နာတာပေါ့လို့မလေးရှားရောက်မြန်မာတဦးကပြောပြထားပါဗျ။အလားတူပဲမလေးရှားနိုင်ငံစီလန်ဂေါပြည်နဲ့ပူချုံမြို့မှာလဲစက်တဘာလ10ရက်နေ့ကမလေးရှားလူဝင်မှုကြီးကြပ်ရေးကအစားအသောက်ရောင်းချတဲ့ food court တွေကိုဝင်ရောက်ပြီးတော့စစ်ဆေးခဲ့ရမှာမြန်မာနိုင်ငံသား42ဦးကိုတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မလေးရှားအစိုးရကဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသားများကိုမြန်မာနိုင်ငံကိုချက်ချင်းပြန်ပို့လေရှိပြီးတော့ပြန်ပို့ခံရတဲ့သူတွေထဲမှာစစ်မှုထမ်းတင်းဆောင်သူများ CDM ဝန်ထမ်းတချို့နဲ့စစ်တပ်ကနေပြီးတော့ထွက်ပြေးလာသူများလည်းပါဝင်နေတယ်လို့မလေးရှားရောက်မြန်မာအတိုင်းဝိုင်းကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ